ပြည်ပနယ်ရှားတော်မြို့မှာမြို့သားလွတ်တော်မဲဆန္ဒနယ်ခုနှစ်ကနေတတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်ပြိုင်တဲ့တမနာရုံးဝင်ကြီးဦးအောင်မင်းဟာ NLD ပါတီကဦးအောင်ကျော်စိုးကို662မဲနဲ့ရုံးနှိမ်ခဲ့ပါတယ်။ရှားတော်မြို့နယ် NLD ပါတီကရရှိတဲ့သတင်းချက်လက်ရမဲယုံကိုယုံအပိသက်စီရင်ရေးတွက်ပြီးချိန်မှာ NLD ပါတီက1420မဲရရှိထားပြီးဦးအောင်မင်းက 958မီတာရရှိခဲ့ပါတယ်။ရှားတော်မြို့မှာမဲယုံ9ယုံရှိကရှားတော်မြို့ပေါ်မှာမြန်မာစာနဲ့မြန်မာစကားမတက်သူများသုံးဖို့တပုံရှိနေတဲ့မြို့နယ်လေးဖြစ်ပါတယ်။အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက်တတိပုဂ္ဂလဖြစ်ပြောင်လူဝင်ကြီးဦးအောင်မင်းနဲ့တူပြောင်လူကြံ့ခိုင်နဲ့ပွင့်ပြိုးပါတီမှဦးထေရဲအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်မှဦးအောင်ကျော်စိုးတရားလူမျိုးစုဒီမိုကရေစီပါတီမှဦးရောဘတ်ညေးရဲလူမျိုးပေါင်းစုံဒီမိုကရေစီပါတီ KRP နဲ့မှဒေါ်ပိုးမြာတို့ကဝင်ရောက်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လူမျိုးပေါင်းစုံဒီမိုကရေစီကြားပြည်နယ်မှာဒေါ်ပိုးမြာတို့ကဝင်ရောက်ရွေးချယ်ခံခဲ့ကြတာဖြစ်ပါတယ်